မင်္ဂလာပါခင်ရှောင်းခစ်တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံတော်ကဒီနေ့မတ်လ28ရက်နေ့မွန်လယ်ပိုင်းမှာပဲအလုံးပြည့်ထန်တဲ့ငလျင်လုတ်ကပ်သွားပြီးငလျင်တန်းကြောင့်စကိုင်းတတာဟောင်းမှာကျကျသွားတယ်လို့မန္တလေးမြို့မှာလည်းတိုက်ပျို့ချမှုတွေတော်တော်များထားတဲ့အပြင်အောင်ပန်းမြို့ကဟိုတယ်အောင်ပန်း၃တက်တိုက်နဲ့အလုံးလိုက်ပျို့ချသွားတယ်ဆိုပါတယ် မြန်မာနိုင်ငံမှာစကိုင်းမျိုးကိုဗဟုပြုပြီးခုနှစ်တသမခုနှစ်အဆင့်ရှိတဲ့အင်အားပြင်းငလျင်လုပ်ကတော်မူကြောင်းနေအိမ်တိုက်တာပြိုကျမှုတွေဟာမန္တလေးစကိုင်းနဲ့အောင်မန်းမြို့တွေမှာထိခိုက်အများဆုံးဖြစ်နေပြီးကုညီကဲဆဲရဲတွေလိုအပ်နေတယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြောင်းအောင်တင်ဆက်ပေးခြင်းတဲ့တင်ကတော့မြန်မာနိုင်ငံတော်ဒီကနေ့မတ်လ28ရက်နေ့မိုးလယ်ပိုင်းမှာပဲ အလွန်ပြင်းထန်တဲ့ငလျင်လှုပ်ခတ်သွားပြီးငလျင်တန်းကြောင့်စကိုင်းတရာဟောင်းမှာပြိုကျသွားသလိုမန္တလေးမြို့မှာလည်းတိုက်ပြိုကျမှုတွေတော်တော်များထားတဲ့အပြင်အောင်ဘန်းမြို့ကဟိုတယ်အောင်ဘန်းသုံးတက်တိုက်လည်းအလုံးလိုက်ပြိုကျသွားတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တိကိုပြောပါတယ်ဒီကနေ့မတ်လ28ရက်နေ့မွန်းလွယ်ပိုင်းမှာပဲရန်ကုန်မြို့အပအဝင်မြန်မာနိုင်ငံတော်ဝန်အလွန်ပြင်းထန်တဲ့ငလျင်လှုပ်ခတ်သွားပြီးမန္တလေးပခုတ်ကူးရင်းမှာပဲမြဝတီကြိုင်မယောမြောင်းများစတဲ့မြို့နယ်တွေအားလုံးမှာပါငလျင်ဒဏ်ကိုတိတိတတ်တတ်ခံစားရတယ်ဆိုပါတယ်စကိုင်းဘက်မှာတော့ ဲ့ဒီလိုပြင်းထန်တဲ့ငလျင်လှုပ်ခတ်သွားမှုကြောင့်ပဲစကိုင်းတဒါဟောင်းမှာပြိုကျသွားသလိုအောင်မန်းမြို့မှာလည်းဟိုတယ်အောင်မန်းသုံးတက်တိုက်အလုံးလိုက်ပြိုကျသွားပြီးတစ်ဖက်ကမန္တလေးမြို့မှာလည်းတိုက်ပြိုကျမှုတွေတော်တော်များထားတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်။အချိန်နှင်းမှာပဲမြန်မာနိုင်ငံနီဒူထိုင်းနိုင်ငံမှာပါငလျင်လှုပ်ခတ်သွားပြီးအထက်မြင့်တိုက်တွေအလုံးလိုက်ပြိုကျသွားတဲ့အခြေအနေထိကိုဖြစ်သွားသလိုထိုင်းနိုင်ငံရောက်နေတဲ့ဘန်ကောက်မဲဆောက်နဲ့ချင်းမိုင်မြို့တွေကမြန်မာတွေကလည်းငလျင်တံကိုတိတိတသားခန်းစားလိုက်ရတဲ့အကြောင်းရန်ကုန်ခေတ်တိတ်ကိုအတိအကျပြောထားကြပါတယ်ခင်ဗျ။ တဆက်ထဲမှာပဲမြန်မာနိုင်ငံမှာဒီကနေ့မတ်လ28ရက်နေ့နေ့လယ်ပိုင်းမှာတင်စကိုင်းမြို့ကိုဗိုလ်ပြူပြီး9.9အဆင့်ရှိတဲ့အင်အားပြင်းငလင်လှုပ်ခတ်ပေါ်မှုကြောင့် နေအိမ်တိုက်တာပြိုကျမှုတွေဟာမန္တလေးစကိုင်းနဲ့အောက်မန်းမြို့တွေမှာအထူးကဲအများဆုံးဖြစ်နေပြီးကုညီကဲဆဲရေးတွေပါလိုအပ်နေတယ်လို့ကုညီကဲဆဲရေးသမားတွေကရန်ကုန်ခေတ်တကိုပြောပါတယ်မြန်မာနိုင်ငံတော်ကငလင်တန်းကိုပြင်းပြင်းထန်ထန်ခန်းစားလိုက်ရပြီးမြို့တော်တော်များများမှာပျက်စီးမှုတွေရှိထားသလိုအဲ့ဒီထဲမှာမှမန္တလေးမြို့မှာဆိုရင်နေအိမ်အဆောက်အုံတိုက်တာတွေအလုံးလိုက်ပြိုကျသွားတဲ့အထိအခြေအနေဆိုးထားပြီးပြိုကျတဲ့တိုက်တွေထဲမှာပိတ်မိနေတဲ့သူတွေလည်းရှိထားတဲ့အတွက်ကိုကြီးကစားရေးရအရေးပေါ်လိုအပ်နေတယ်လို့မန္တလေးဒေသခံပရိုက်တာတမတအူကရန်ကုန်ခေတ်တကိုပြောပါတယ် အလာတူစကိုင်းမြို့မှာဆိုရင်လေစကိုင်းတရာဟောင်းမှာပြုတ်ကျသွားတဲ့အထစ်ကိုငလင်ကပြင်းထန်ခဲ့ပြီးရန်ကုန်မန္တလေးအမြန်လက်မှာလဲမိုင်းတိုင်း၃၆နဲ့အပါဝဲလမ်းတလျှောက်ပျက်စီးမှုတွေရှိထားတယ်လို့သိရပါတယ်။ဒါအပြင်အောင်ဘတ်မြို့မှာလဲအောင်ဘတ်ဟိုတယ်၃တက်တိုက်တိုက်လုံးပြုတ်ကျသွားပြီးအဲ့ဒီမှာလဲပိတ်မိနေတဲ့သူတွေရှိထားတယ်လို့သိရပါတယ်ခင်ဗျာ။ တဆက်ထဲမှာပဲမန္တလေးမြို့မှာပြင်းထန်တဲ့ငလျင်လှုပ်ကပ်သွားမှုကြောင့်ရွှေဖုံးရှိန်ပလီပြိုကျသွားပြီးဝစ်ပြူတဲ့အချိန်ဖြစ်တဲ့အတွက်အနည်းဆုံးလူအယောက်20ထက်မနည်းထိခိုက်သေဆုံးမှုတွေရှိထားတယ်လို့ဂူကြီးကေဆေးလုံနေတဲ့သူတချို့ကပြောထားသလိုမန္တလေးတက္ကသိုလ်နဲ့ငလျင်ကြောင့်ပြိုကျသွားပြီးမိလောင်နေပြီမဲမိညှိမ့်မဲ့သူမရှိဘဲထိခိုက်ဒဏ်ရာရတဲ့သူတွေလည်းများပြားနေတယ်လို့တက္ကသိုလ်ဆရာမတဦးကပြောထားပါတယ်ဒီကနေ့မတ်လ28ရက်နေ့နေ့လယ်ပိုင်းမှာပဲမြန်မာနိုင်ငံကပြင်းထန်တဲ့ငလျင်လှုပ်ခတ်မှုရဲ့နောက်ဆက်တွဲဖြစ်ရပ်တွေတဲက မင်္ဂလိမျိုးမှာရှိတဲ့ရွှေဖုံးချိန်ဗလီနဲ့ဝစ်ပြူနေတဲ့အချိန်ငလင်ဒန်ကြောင့်ဗလီတစ်ခုလုံးပြိုကျသွားပြီးလူအယောက်20ထက်မနည်းထိခိုက်သေးဆုံးမှုတွေရှိထားသလိုပိတ်မိနေတဲ့သူတွေလည်းရှိထားတယ်လို့ကယ်ဆယ်ရေးကူညီနေသူတချို့ကရန်ကုန်ခေတ်တွေကိုပြောထားပါတယ်။တစ်ဖက်မှာလည်းငလင်ဒန်ကြောင့်မင်္ဂလိတက္ကသိုလ်ပါပြိုကျသွားပြီးမိလောင်သွားသလိုအဲ့ဒီအချိန်မှာစာစစ်နေတဲ့တက္ကသိုလ်ဆရာဆရာမတွေပါရှိနေပြီးတော့မိငိမ့်မဲ့သူမရှိပဲထိခိုက်ဒဏ်ရာရတဲ့သူတွေလည်းများထားတယ်လို့တက္ကသိုလ်ဆရာမတအုပ်ကပြောထားပါသေးတယ်ခင်ဗျ။ ဖက်မှာတော့အကျန်းဖက်မင်းအွန်လိုင်းကထိုင်းနိုင်ငံမှာလုံမဲ့ base tech အစီဝေးတက်ဖို့ April 3ရက်နေ့မှာစစ်တပ်အထူးလေရင် Focus SMD နဲ့ထိုင်းနိုင်ငံဘန်ကောက်မြို့ကိုတွားရောက်มาဖြစ်တယ်လို့နေပြီးတော့စစ်တပ်သတင်းအရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့ထိုင်းနိုင်ငံဘန်ကောက်မြို့မှာပြုလုပ်မဲ့ base tech အစီဝေးတက်ဖို့အတွက်အကျန်းဖက်မင်းအွန်လိုင်းဟာ April 3ရက်နေ့ကနေ4ရက်နေ့အထိဘန်ကောက်မြို့ကိုတွားရောက်มาဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီအတွက်အကျန်းဖက်စစ်ကောင်းဆောင်မင်းအွန်လိုင်းကဘန်ကောက်မြို့ကိုမတွားမီ ကော့တောင်းအချင်းတောင်းမှာစစ်ကောင်စီကဖမ်းဆီးအချင်းချထားတဲ့ထိုင်းနိုင်ငံသား၄ဦးကိုမတ်လ29ရက်နေ့ဖြစ်တဲ့မနေ့ကပဲလွန်ငင်းချမ်းသာကွင်းနဲ့အရင်လွှတ်ပေးလိုက်တယ်လို့လည်းသိရပါတယ်။အချင်းဖက်မင်းအွန်လိုင်းကတော့လာမယ့်ဧပြီလ3ရက်နေ့မှာပဲစစ်တပ်အထူးလေရင် Focus 70နဲ့ထိုင်းနိုင်ငံဘန်ကောက်မြို့ကိုတောက်ရောက်มาဖြစ်တယ်လို့နေပြည်တော်စစ်တပ်သတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုအတိပေးပြောထားပြီးဒါဟာစစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းထိုင်းနိုင်ငံကိုအချင်းဖက်မင်းအွန်လိုင်းအနေနဲ့ပထမဦးဆုံးတောက်ရောက်ရတဲ့ခီးစဉ်ဖြစ်တယ်လို့အဲ့ဒီအစည်းအဝေးဟာ အိန္ဒိယသီရိလင်္ကာဘင်္ဂလားဒေ့ရှ်ဘူတန်မြန်မာနီပေါနဲ့ထိုင်းနိုင်ငံတို့ပါဝင်တဲ့အစည်းအဝေးဖြစ်တယ်လို့လည်းသိရပါပါတယ်ခင်ဗျာတစ်ဖက်မှာတော့စကိုင်းနိုင်ငံရွှေဘိုနဲ့မုံရွာမြို့နယ်မှာစစ်မှန်တတတဲ့နှစ်ဦးနဲ့ပြစောတိတဦးတို့ဟာလက်နက်ခဲယမ်းတွေနဲ့အတူတော်လိုင်းတပ်တွေစီကိုမရမကထွက်ပြေးလာပြီးအလင်းဝင်ရောက်လာကြတယ်လို့သက်ဆိုင်ရာတော်လိုင်းရေးတပ်ဖွဲ့ကရုံခစ်တွေကိုပြောပါတယ်ဒါကတော့မတ်လ29ရက်နေ့ကပဲ ရွှေဘုံမြို့နယ်ဇီးပုကုန်းချေရွာကအချက်ဖက်စစ်ကောင်စီလက်အောက်ခံပြူစော့တီတအူဟာလက်နက်နဲ့အတူထွက်ပြေးလာပြီးတောင်သူဦးကြီးမြအဖွဲ့ PDF တပ်ဖွဲ့စီမအလင်းဝင်ရောက်လာသလိုတပတ်ကမုံရွာမြို့နယ်မှာလည်းစစ်ကောင်စီရဲ့ခမရ၄ကစစ်မှုထမ်းတပ်သားတင်နှစ်ဦးဟာဒေါ်လာရေးတပ်တွေစီကိုမရမကထွက်ပြေးလာပြီးအလင်းဝင်ရောက်လာကြတယ်လို့မုံရွာခရိုင် PDF အမှတ်၁တရင်ရဲ့တာဝန်ရှိသူတဦးကပြောထားပါသေးတယ်။အဲ့ဒီလိုဒေါ်လာရေးတပ်တွေစီကိုမရမကထွက်ပြေးလာပြီးအလင်းဝင်ရောက်လာကြတဲ့ပြူစော့တီတအူးနဲ့စစ်မှုထမ်းတပ်သားတင်နှစ်ဦးတို့ကို ဒေါ်လာရေးတက်တွေကကောင်းကောင်းမွန်မွန်လက်ခံကြိုးစိုးစောင့်ရှောက်ပေးထားပြီးနောက်ဆက်တွဲကိစ္စရက်တွေကိုပါစောင့်ရွက်ပေးထားပါတယ်လို့သဆိုင်ရာဒေါ်လာရေးတက်တွေကပြောထားကြပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရေအောင်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ